ကြဆုံးချိန်နေလို့ရဘဝနှီးကုန်းချုပ်ချိန်ကိုရောက်ပြီလို့ဆရာမကြိုဟောပြီးတင်ပြထားတယ်နော်ဆရာမပို့တွေအဆက်မပြတ်ကြည့်ရလို့ဆိုသိရနော်ဆရာမထင်တာဒီတော်လန်ရေးတက်မတော်ဖွဲ့ရနေမှာဒီဇော်ဖုံးဟေးကိုတုတ်တင်ရှင်းလင်းမယ်လို့ထင်တာအခုကဇတ်တူသားစားသွားတာဆိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ Jesus သူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြားရှုံးရမည်။ကျမကြိုဟောပါတယ်9ရက်နေ9လပိုင်း9ရက်နေရဟောထားတယ်အကောင်၄កောင်နဲ့កောင်မ2កောင်3ထားလို့နင်တို့ရဲ့ကံကြမ္မာကိုငါကြိုဟောပေးလိုက်မယ်လို့နင်တို့ရဲ့ ကြဆုံးချိန်နဲ့တို့ရဲ့ဘဝနှီးကုန်းချုပ်ခြင်းကိုရောက်ပြီလို့ဆီယမကြိုခေါ်ပြီးတင်ပြထားတယ်နော်ဆီယမပို့တွေအဆက်မပြတ်ကြည့်ရလို့ဆိုသိရယ်နော်ဆီယမထင်တာဒီတော်လန်ရေးတက်မတော်ဖွဲ့ရာနေမှာဒီဇော်ဖုံးဟင်းကိုတုတ်တင်ရှင်းလင်းမယ်လို့ထင်တာအခုကဇတ်တူသားစားသွားတာဆိုဇော်ဖုံးဟင်းကိုဘဘကြီးကဘဘကြီးကခေါ်ပြီးအဲ့ခန္ဓာဆိုဟမ်ဘဘကြီးကိုတာကြီးဘောတွေမတဲ့ဇော်ဖုံးဟင်းကိုဘဘကြီးကခေါ်ပြီးအဲ့ခန္ဓာဆို အဲစိတ်မကောင်းနော်ခေါင်းပြက်သေးရဲ့ခေါင်းပြက်သေးရဲ့နော်ပြည်သူတို့လေရင်နဲ့ဘုံဘုံကျဲခိုင်းတာလေအများအားပြည်သူအိမ်ကိုလေရင်နဲ့ဘုံကျဲပါလေရင်နဲ့ဘုံကျဲပါပြောတယ်ငါနင်တို့နင်တို့နင်တို့ရဲ့ညီကုန်းချုပ်ချင်းရောက်တော့မယ်လို့ဆိုပြီးငါးလပိုင်းငါးရက်နေရာမှာငါဗီဒီယိုဖိုင်နဲ့ကြိုတင်ပြီးတော့ဟောတယ်နော်လိုက်မှလည်းဟောတယ်ငါရဲ့ဟောချက်ဒီမှန်လားဟမ်ငါရဲ့ဟောချက်ဒီမှန်လားလို့ ဒီနေ့ဖယ်နေရနေတော့ဒီနေ့6လပိုင်း3ရက်နေ့ငါဟောတာ9လပိုင်း9ရက်နေ့ဟမ်အကောင်၄កောင်နဲ့កောင်မ2កောင်သတိထားလို့နော်ခေါင်းပြတ်တဲ့ဇော်ဖုံဟင်းဖန်းခံလို့ဆိုဇော်ဖုံဟင်းဖန်းခံလို့ဆိုဆရာမမြတ်ကြခင်ဟောတာမှန်ပြန်ပြီဟေးနောက်ထပ်အကောင်3កောင်နဲ့កောင်မ2កောင်ကျန်သေးတယ်သတိထားပြီတော့နော်ဇတ်တူသားစာရနဲ့တောင်နဲ့တည်တယ်ပြည်သူအိမ်လိုလေရင်နဲ့ ခဏခဏဘုံကျဲခိုင်းတာလေငါပြောပြမမှတ်တာငါတို့တော်လန်ရေးတက်ဖွဲ့ဝင်တွေတက်ဖွဲ့မှာတော်လန်ရေးလုပ်တဲ့သူတွေကိုအများဆုံးကြိလိုက်နော်တော်လိုင်းရေးလုတ်တဲ့သူတွေကသူထမင်းသူစားပြီးတော့လုတ်တဲ့လူကများတယ်မှန်မှန်ကန်ကန်လုတ်တဲ့လူကိုပြောတာနော်လိန်ညာပြီးပြည်သူကိုဟိုဟာဖြစ်တဲ့လူလုတ်စားတဲ့လူတို့ကမပြောဘူးမှန်မှန်ကန်ကန်လုတ်ပြီးတော့ပြည်သူဘက်ကရက်ပြီးကိုထမင်းကိုစားပြီးတော့တော်လိုင်းရေးလုတ်တဲ့လူများတယ်နင်တို့ဘောမဘက်တို့ကိုကြည့်လိုက်လို့ရှိရင်တရားမှာအယောက်တရားလုံးကနော် အဲဘောမာတယ်ဘလို့မာတာလဲဆိုမူရီစေဝါလောက်တယ်တင့်မောင်ကိုကူးတယ်ကြောက်မောင်ကိုကူးတယ်နော်အဲအတရားမဝင်တဲ့အလုပ်တွေလုပ်တယ်ကားမောင်ကိုကူးတယ်အဲ့ဒီလိုမောင်ကိုသမားတွေအများဆုံးကဘောမာကြတယ်တရားရာနှုံးမှာအယောက်တရားလုံးကဘောမာတယ်လို့ငါပြောတယ်နော်ဘောမာတယ်ဆိုတာတော်တော်တန်ယူလူကမမဘူးလို့ငါပြောတယ်လीနော်နင်တို့ဘောမာတွေကိုတိတ်ပြီးအထင်ကြီးနေတာဘယ်နဲ့တော့အဲ့ဒါသူတယောက်တည်းမဟုတ်ဘောမာတဲ့လူရဲ့နောက်ကျောင်းရာဇဝင်ကိုစစ်တမ်းလိုက်ကြည့်လိုက်နော်ဘောလိုင်းပေါ်မှာလीအ ဘောမတဲ့သူရဲ့နောက်ကျောင်းဒီသာဇဝင်ဘောအဲ့လူကဘောတာကြီးမနေပြီဆိုအဲ့ဒီလူရဲ့ဇာဇဝင်လိုက်ကြည့်လိုက်တင့်မောင်ကိုကူမကူးလို့ရှိရင်မူရီစီဝါရောက်တာမူရီစီဝါမရောက်လို့ရှိရင်ကြောက်မောင်ကိုကူးတာမဟုတ်ရင်မကောင်းတဲ့အာမကောင်းတဲ့ဒီအာကူဆို မကောင်းတဲ့ဒီမောင်ကိုတွေမကောင်းတဲ့လူကုန်ကူးတွေမကောင်းတာတွေကြပဲလောက်တာတော်တော်များများကအဲ့ဒီဘောမပဲတချို့လည်းရှိပါတယ်တော်လန်ကြီးပန်းပြပြီးတော့တချို့လောက်တာရှိရဒါဘိုးတော်ကြီးလေးဘက်ကောင်မှကြံခဲ့ပြီအခုခင်မှာပြည်သူကိုတကယ်ချစ်ပြီးကိုထမင်းကိုစားပြီး မှန်မှန်ကန်ကန်လောက်တဲ့လူတွေတဘုံကြီးအဲ့ဒါအဲ့ဒီမှာဟိုပဲငါတို့ကစီနဲ့ရေကွာသဘောပေါက်တယ်နော်ဘောမာရင်ငါပုံတင်ပြီးမဟောင်းနဲ့မှန်တာပြောတာမင်္ဂလာပါရှင်နော်ဆ iam မကတော့ဆ iam မမျက်ကြခင်ပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမြန်မာနိုင်ငံသားမှန်တယ်ဆိုဝိုင်းရှယ်ပြီးနော်အဲ့လျှက်စစ်ဒီတစ်ခေါက်ဆဲမှာတော့လျှက်စစ်ရုံကသထောင်းစားတို့ဆဲမှာဟင်လျှက်စစ်ရုံကသထောင်းစားတွေလျှက်စစ်ကမီတာကဆိုတာကလျှက်စစ်မီတာကကကြာတော့သူကအစိုးရကိုပေးရတာမဟုတ်ဘူး အဲ့ဒီမီတာရုံးကလူတွေကကောက်ပြီးသူတို့ကသူတို့ပြန်ပြီးတော့စီမံခန့်ခွဲရတာဖြစ်တယ်နော်အဲ့တော့ငါနေတို့ကိုပြောအောင်မယ်ဒါကြတော့လျှက်စစ်ရုံးကအကောင့်နေနဲ့ဓာတ်ရိုက်သက်ဆိုင်တာပေါ့နော်ငလင်ဘေးတင်ပြည်သူတွေကိုမီတာဆောင်ရမယ်နောက်အိုးအိမ်တိုက်တာပြိုသွားတဲ့ပြည်သူတွေလည်းမီတာကကိုနှစ်လစာဆောင်ရမယ်ဆိုတော့နင်တို့ကမလွန်လုံးဘူးလားလို့ဟမ်နင်တို့တော့တော့ငတ်ပြတ်တက်နေပြပြည်သူတွေကစားစရာမရှိလို့လှူမဲ့လူတွေကလာကျွေးရထမင်းကိုစားပြီးတော့အသက်ဆက်ရှင်နေရတဲ့ဥစ္စာကိုတိုက်တာအိုးအိမ်တွေပြိုသွားတဲ့သူတွေကပါငလင်ဘေးမှာ ငလင်ဘေးတင်တာမတင်တာမသိဘူးမီတာဆောင်ရမယ်ဆိုတော့မလွန်လို့မူလားတတောင်းစားတွေတေးလဲမတင်နိုင်ဘူးနင်းတို့လဲမြန်မြန်တေးမအောင်အေးမယ်အဲ့ဒီမန်တလေးကိုစုံမမာရမယ်အဲမပြောဘူးလို့နေတာပါเนาะအမြင်မတော်တော့စင်ကလောနဲ့ခောက်လောက်မှာတသက်လုံးဝိုင်းထိုင်းနိုင်ငံမှာလေ ထိုင်းနိုင်ငံတနိုင်ငံလုံးနဲ့တနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံသားအလုံးနဲ့သူနဲ့တယောက်တည်းဖြစ်တာတယောက်တည်းဖြစ်တာဟိုလူဆိုလဲပွဲရှာလိုက်ဒီလူဆိုလဲပွဲရှာလိုက်ဟိုလူထုတ်တဲ့ brand မကောင်းမှုဒီလူထုတ်တဲ့ brand မကောင်းမှုဟိုလူကဝဲစားဒီလူကပွဲစားဟိုလူကဘာဒီလူကဘာဆိုပြီးပွဲရှာနေတဲ့ကောင်မလူတကာကိုအပြစ်တင်ပြီးထိုင်းနိုင်ငံတနိုင်ငံလုံးသူတယောက်ပဲကောင်းတာသူတယောက်ပဲသူတော်ကောင်းကျန်တဲ့လူတွေကသူယုတ်မှာဆိုပြီးလူတိုင်းကိုယောက်ျားမိန်းမမြေအပြစ်ရှာနေတဲ့ကောင်မကလေအေးကြိုက်နေတဲ့ကောင်မကလေနော် ဟိုပြောမှဆိုလို့ရှင်လမ်းဘေးကကျွန်ဆုပ်တဲ့တရက်စီတော့မပြောင်ရောင်တဲ့ကောင်မလေးနော်အရှက်မရှိရဲ့ကောင်မလေးသိရမလားအေးအဲ့ဒီကောင်မကအခုဘာပြောလဲဆိုတော့ကျတော့လိုင်းပေါ်မှာဘာလဲငါတို့ကပွဲမဖြစ်တော့ဘူးပွဲဖြစ်မဲ့စားလေးချင်ငန်းလောက်ပါလှတာပေါ့အေးပွဲငါတို့ကအခုပွဲမဖြစ်တော့ဘူးတဲ့ငါမှတငယ်ချင်းမိတ်ဆွေကောင်းနေတငယ်ချင်းကောင်းနေအနားမှာရှိတော့တငယ်ချင်းတွေကတားတယ်တဲ့ဖာကြနေလား ွဲဖြစ်လို့လည်းမရဘူးအခုတောင်တူတောင်ပတ်ပြေးနေရတာတိုက်ခန်းနှခန်းကိုတခန်းနဲ့နေလို့မရဘူးဟိုနေရာအိတ်လိုက်ဒီနေရာအိတ်လိုက်နဲ့ပတ်ပြေးနေရတာနော်သူ့ကိုလိုက်ဖမ်းပြီးလိုက်ပြီးတော့စုံစမ်းနေတဲ့ရဲတပ်ဖွဲ့ထိုင်းနိုင်ငံဗဟိုဖွဲ့တွေကစာလိုက်စုံစမ်းနေတာနော်ပွဲဖြစ်လို့ရမလားအရင်တော့ကနေအကြောင်းဘာမှမသိဘူးလေနေကနေကိုနေသူတော်ကောင်းမှကျန်တဲ့လူတွေကသူယုံမှဆိုပြီးနေကလူတကာကိုအနိုင်ကျင့်လာတာလေအခုနေအကြောင်းတီတော့ဘာမှမခံတော့ဘူးသူတို့ထိတာနဲ့အကုန်လုံးကနေလိုကောင်းမှအမှုန့်ကျိတ်မဲ့လူကြီးရပါ အဲ့တော့နေဘလိုပွဲရှာလို့ရမလဲဒီချိန်မှာပွဲဖြစ်ကြည့်လိုက်လေဖြစ်တဲ့လူကနင့်ကိုမှုန့်ကြိမ်မှာနင့်ဆောက်ကြောင်းကိုတီးပြီးသားထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းဆိုရအာနာပိုင်ရဲ့လည်းနင့်ကိုလိုက်နေတာလေပြောလိုက်လို့ရှိရင်ကျမနေတာဒီမှာကျမနေရနေရတီးချင်းလာခဲ့ပါဒီနေရပါကျမနေရနေရကိုလိုက်ရှာတယ်ကျမကိုလိုက်ရှာတယ်ကျမပြေးနေရပြီဘယ်မှာပြေးနေရအောင်ဆိုပြီးတော့ line ပေါ်မှာ video file အဟောင်းနေပို့တစ်တစ်သေးမနေနဲ့အာပဲ နော်အခုတော့မှတော်ကြနေလိုက်မတက်လို့ဖင်ပေါ်ပုံတင်လိုက်ရေကူးဝှစုံနဲ့တင်လိုက်တော်ကြနေမင်္ဂလာဆောင်လိုက်တော်ကြနေအဲ့ဒီမှာလုံသမား9ယောက်ကအချုပ်ကြလိုက်တော်ကြနေအဲ့လုံသမား9ယောက်ကိုသွားရွေးပေးလိုက်ဟောလူလုံသမားတွေသွားပြီးကူညီကြလူ15ယောက်လောက်ကဝိုင်းရိုက်လိုက်အဲတော်ကြနေအသက်အန္တရာယ်ကြုံလိုက်ဟောယောက်ျားဆိုင်ကယ်အက်ဆီဒန့်ဖြစ်လို့လက်ကျိုးတယ်လို့တင်လိုက်ဟောတော်တော်တော်ကြနေလုံသမားတွေပြန်ထုတ်လာပြီးဟောပတ်စံချီးပေးတဲ့ကျေးဇူးတင်ပါတယ်တင်လိုက်ဟောမွေးမေကျေးဇူးဆက်ဖူးခြင်းနဲ့တင်လိုက်ဟောသမီးလေးကြောင့် အဲ့ဒါနဲ့တန်နေရလဲနေတာနော်အဲ့ဒီပို့တွေပဲနေတင်လို့ရတယ်ကျန်တဲ့ပို့တင်လို့မြောင်နေကိုနေရနေရအများန်းစောင့်ကြည့်ပြီးတော့နေရအများန်းစောင့်ကြည့်ပြီးဒီထိုင်းဆိုးရနေကိုလိုက်နေပြီး နော်မကြခင်ကြီးတဲ့အောင်ကတော့မှအဲ့တော့နေငိမ့်နေရတာပေါ့နေနဲ့ပေါင်းနေရကောင်မရလဲဘာတရားဝင်ဘာလောက်တာရှိအောင်မတရားမတရားတရားမဝင်တဲ့လုပ်လေးကြပဲလုပ်နေရလေအဲ့တော့နေဘယ်ပွဲရှာလို့ရမလဲဟုတ်လားငိမ့်နေရတာပေါ့အခုချိန်ပွဲဖြစ်လို့ရတာဖြစ်တဲ့လူကနေအမှုန့်ကျိမ့်ပါလေအဲ့တော့ကိုယ်အကြောင်းကိုတီတော့ငိမ့်နေရတာပေါ့ဟဲ့ငါပြောချင်တာကဟိုနေငိမ့်နေရတော့ငါဝမ်းတာလို့ပြောတာမဟုတ်ဘူးဘယ်လိုပြောအောက်ကလည်းနေသေးရအာသီးကလည်းမရှုံး အဲ့ဒါကိုစောက်မြက်ကတ်လို့လာတက်ပြောတာကိုဘာကိုပါဇက်ပေါက်လေးပိတ်ပြီးနေစမ်းမှာနေဟိုပွဲပွဲနေပွဲဖြစ်လဲနေဟိုဘဒူးမစိတ်ဝင်စားတော့နေပွဲမဖြစ်လဲနေဟိုဘဒူးမဆိုတော့ထိုင်းနိုင်ငံမှာနေဟိုစိတ်ဝင်စားတဲ့နေအเจ้าကိုတိတဲ့လူမှန်သမျှနေဟိုယွန်လို့အကုန်လုံးကအန်ဖရက်လောက်တာနေပွဲဖြစ်လဲနေဟိုစိတ်ဝင်စားအောင်နေပွဲမဖြစ်လဲနေဟိုစိတ်ဝင်စားအောင်နော်အဲ့တော့နေမှာနေကိုပါကိုလို့လလလနေစမ်းမှာအေးစေးနေစမ်းမှာနော်လိုင်းပေါ်မှာဘူကေမပွဲဖြစ်နေတယ်ဘူကေမကိုရွက်ရွက်ပြီးလိုင်းပေါ်မှာပွဲဖြစ်နေကြတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မပြောနဲ့နော်တရောင်းစားမှာ ကြားလားအမှန်အမှန်တိုင်းပြောရရတယ်လူဆိုတာသိလားနစ်ဆောက်ကြောင်းကဒါလေစာရွက်စာတမ်းတုလုပ်တဲ့ကိုလိမ့်နေညာတယ်ကလင်ကြီးကြိုက်ဖာကြပြီးလှုပ်ရှားနေရအောင်နင်အကြောင်းကိုမသိတဲ့လူဟာပဲနစ်ရှိကိုရောက်တာနင်အကြောင်းသိတဲ့လူမရောက်ဘူးဟင်ဟိုနစ်ရှိမှာကုညီရဖို့ဟာမပြောနဲ့ကုညီတောင်းလိုက်တာနဲ့တပြိုင်တည်းပါရမလဲအဲ့ဒီလူရှိရမရရင်နေကူညီပေးတာမဟုတ်ဒီကြားထဲမှာအချက်ကွဲတချို့ဆိုလင်ကိစ္စမရကိစ္စတွေလိုင်းမမှာအချက်ကွဲနေတာတဘုံကြီးနေကြနော်တာသမီချင်းကိုချင်းမစားကို့လည်းတမီလေးမွေးထားတာနော် ဝစ်ဆိုတာလဲမှာနော်ဒါပေမဲ့တေချာတော့နေ့ငါကြိုဟောလိုက်မယ်နေပြင်းမလို့ဘူးနေတေချာပေါက်ထောင်နှန်းကိုစမ်းမှာတေလဲနေအသေးဆိုးနေကိုတေရမှာအဲ့ဒါဘက်တော့မှပြင်းမလို့ဘူးဆိုတာမှတ်တာနေဘွားမှာတေချာပေါက်နေကြုံကြုံရမှာအဲ့ဒါလာပြောပြတာဇောင်းထားမယ်နေပွဲရှာလဲနေဘဘူးမှာ ဖတ်တူပြီးတော့ပြောမယ်လို့မရှိဘူး။စောက်ကြီးစောက်ရဲရှောက်ပြောတယ်။ကျမတို့ကဖတ်မပြောတော့ဘူး။ကျမနင့်ကိုနင့်ကိုဘယ်သူမှဖတ်မပြောတာ။နင့်ကိုလေအိမ်မှာအိမ်နာစီးရင်ဖတ်တတ်လို့အောက်ခံဝတ်တဲ့ဘောင်းမီလောက်တော့နင့်ကိုဒီထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကဘယ်သူမှဖတ်မလို့တာ။ငါဆိုပိုးဝေးရောကြားလား။အောက်ခံဘောင်းမီတထဲလောက်အောက်မှာဝတ်ထားတဲ့အောက်ခံဘောင်းမီတထဲလောက်တော့နင်လိုမိမတန်ချင်းမရှိဘူး။ကိုယ်အကြောင်းကိုတီးပြီးကိုယ့်အကိုအေးစင်းနေဟိုလူခနဲ့ပြီးဒီလူခနဲ့ပြီးရွာမနေနဲ့။နော်။ညလေစောက်လုံးနေနောက်တယ်။ဟုတ်ပြီလား။ အဲ့ဒါလာပြောပြတာဒါပဲကျွန်တော်ပြောမယ်ဗျာကျွန်တော်အခု office အခုပဲရောက်လို့နော်ပုံမှန်၄နှစ်ခွန်ရာရွေးကောက်ပွဲကျင်းပလို့မရဘဲနဲ့ဒီစကစစစ်အားနာရှင်စောက်ယူတွေရွေးကောက်ပွဲကျင်းပခဲ့ရင်ပုံမှန်အရလဲတရားမဝင်ဘူးဒီရွေးကောက်ပွဲလဲတရားမဝင်ဘူးလို့ဒီလောက်ကျွန်တော် ထောက်ပြလိုက်တဲ့အချက်ကလေးတစ်ချက်လောက်တောင်နားမလဲပဲနဲ့ ဘယ်လိုစောက်ပိန်းတွေကဗမာနိုင်ငံရေးကိုဖင်ရှားကြမှာလဲလို့စတဲ့ကတရားမဝင်ပါဘူးဆိုတာအလုံးသိနေတယ်။ Okay ဗဇက်ပြောမဟုတ်ဘူး။သူ့ရဲ့2008ရွေးကောက်2008ဥပဒေအရာဒီပုံမှအရာကိုတရားမဝင်ပါဘူးလို့ပြောတယ်ဆိုတဲ့ကဒါဟာသူတို့ပြောနေတဲ့2008အခြေခံဥပဒေအရာ ကိုတရားမှွေနဲ့ဥစ္စာကြီးကိုဗျာခမားတို့ဒါနိုင်ငံရေးဗျာခွဲမှသားတွေရဲ့စောက်ပိန်းတွေရဲ့နော်မဆဲကျင်လို့ကြည်နေတာစာလေးပါလေးဖတ်ကြအောင်နော်ကြုံနေကြီးပဲလုံမနေနဲ့နော်စောက်တုံးနေဒေါသထွက်လာနိုင်ငံရေးကိုမြင်ဖို့ထောက်ပြခွဲမှသားတွေ မဟုတ်ကျွန်တော်ကလေဟိုရိုင်းတာမဟုတ်ဘူးကျွန်တော်တို့ကဟိုနိုင်ငံရေးနဲ့ပတ်သက်ရင်အရန်ရင်ကြီးခဲ့တယ်ခင်ဗျားတို့ကျွန်တော်တို့ကျွန်တော်ရေးခဲ့တဲ့2009ခုနှစ်ကနေ2012,13,14,15ထိတွားကြည့်လိုက်ခင်ဗျားတို့တွေ့လိမ့်နောက်ပိုင်းမှာဘာကြောင့်ဖြစ်လာလဲဆိုတော့လေခင်ဗျားတို့ကိုပေါင်ကိုလှန်ထောင်းတူလို့လည်းဖြစ်မှာဆိုရယ်ဒေါ်အောင်ဆန်းစုကြည်ဒီဖက်ပြုတ်မရင်ငယ်ဟိုနော် အွန်လိုင်းပေါ်တင်ပြီးတော့လူတွေကိုလိုက်ဆဲခိုင်းပြီးကျွန်တော်ပါအဆဲခံရလို့ကောင်းကောင်းမွန်မွန်တုတ်ပြန်တာမရလို့တန်ရာတန်ရာနဲ့ပဲတုတ်ပြန်ရတော့မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တာဗျအရင်ကျွန်တော်အဲ့လိုမဟုတ်ဘူးဗျတော်ကျွန်တော်ဗုဒ္ဓဘာသာတယောက်ကျွန်တော်ဗြဟ္မဏအမွန်တယောက်တကယ်ပြောတာဆိုတော့လေအခုကျွန်တော်ပြောတယ်ငကျင်းစီနဲ့ငကျင်းကြော်တယ်လို့ခင်ဗျားတို့ပဲပြောတယ်လीနော်အခု तू อ่ะ 2008ခြေဦးကတရားမဝင်ပါဘူးလို့ဘာမဝင်ပါဘူးလို့ခင်ဗျားတို့ပြောနေခင်ဗျားတို့စောက်ယူတယ်2008ခြေဦးနဲ့တိန့်စိန်ကြီးကဘာပတ်ခဲ့တယ်လေ2008ခြေဦးနဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်ပြီးတဲ့အပြင်ရွေးကောက်ပွဲပါလုပ်ခဲ့တယ်လေဒါကြီးကကဘာကြီးကလက်ခံလို့ပေါ့ခင်ဗျားတို့နိုင်ငံကြီးနားမလဲဘူးမှတ်လားနားမလဲခင်ဗျားတို့အသေးချာစဉ်းစား okay 2008ခြေဦးဆိုတရက်နှစ်ရက်ပစ္စည်းမဟုတ်ဘူးလေအစင်းစားကြည့် နော်တိမ့်စိန်ကြီးတကဘာလုံးပတ်ခဲ့တယ်ခမားတို့2000ချီဦးနဲ့ပဲယင်ကြားစီတာလေခမားတို့ယင်ကြားစီပြီးဖင်ကြားတွေပွင့်ကုန်တယ်လေဟဲ့ဆောက်ရက်လည်းမရှိကြဘူးရေးထားရင်ဩဒီဘဲတလို့ရေးပြီဆိုရင်ဒီကောက်လက်နဲ့နဲ့ဒီကောက်တုတ်ပြန်ပြီဒါလို့နားလေရမှာပေါ့နိုင်ငံရေးဆိုတာမဟုတ်ဘူးလားကျွန်တော်ပြောနေတာအခုခမားတို့ကဘလို့ဖြစ်နေလဲဆိုတော့ ှစ်ဖက်လုံးတော့စောက်နီပိန်ရောဘောမရောဟာဒါငါတို့ဘက်ကမဟုတ်ရင်ချလိုက်ဆဲထည့်လိုက်အဒေါ်စုဗျဒါကြောင့်လေဒီဖက်ပြုတ်ဝင်းထိန်ဩစတေးလျသွားတော့အန်နေဒီအကြောင်းနဲ့အကုန်ဖော်မယ်ဆိုပြီးထလဲရေရောဒေါ်စုလိုက်ပြီးတော့ပြန်ခေါ်တာအဲ့ဒီအိမ်ထဲမှာငါလူဂနေတိငါနဲ့အဆက်အသွယ်ရှိတယ်ကွာဘာစောက်ကြောင်းနေလဲဆိုတာငါအကုန်သိတယ်ကွာအော်ငါတို့ကညောင်မြစ်တူရင်ပုတ်တင်ဥပါပေါ်လာမယ်ဆိုပြီးတော့မပြောတော့တာ စောက်ပဝင်နေတိတ်မမြင်ကြနဲ့ကွာငါအာနာလဲလာမယူဘူးကွာငါတို့ကအရင်ထဲကလဲတိုက်လာတယ်ဒီစစ်တပ်ဒီအာနာရှင်တွေဗရေတရစ်တွေနော်ကွန်ယူနစ်စောက်ယူတွေကိုလက်ခံတဲ့ကောင်လည်းမဟုတ်ဘူးဒါမင်းတို့အမှန်တိုင်းပြောတာဒါယူငါပြောလိုက်တယ်ဆိုတာအဲ့ဒီလေးနှစ်ခွန်ပြထမ်းဖို့ညောင်းနှစ်ပင်မှာဘယ်လိုဆွေးနွေးခဲ့လဲဆိုတဲ့အခြေခံတမိုင်းကြောင်းမှာရှိတယ်ဟမ်မတ်တာဖတ်တည်းရဲ့ မိမိအဲ့ဒီပုံမှာရေးထားတဲ့ဥစ္စာတွေမဟုတ်ဘူးဟုတ်ပြီလားဆိုငါဒါပဲထောက်ပြတယ်ငကျင်းစီနဲ့ငကျင်းကြော်ပါတဲ့မင်းတို့ပြောတယ်မင်းတို့က2008ကိုတရားမဝင်ဘူးโอเคဒါဆိုရင် NUG အခုထောင်ထားတဲ့အလံ2008အလံတရားဝင်သလားဒါဆိုရင်ကောင်းကောင်းပြောလို့မရဘူးနည်းနည်းလေးกว่าမြင်တာလေးရေးလိုက်တာတက်ဆဲတယ်ဟမ် ဥပဒေထက်မှာဘယ်သူမှမရှိဘူးအေးမင်းဥပဒေထက်မှာမင်းဒီလိုလုပ်နေဒါမင်းဥပဒေကိုမင်းချနေတယ်ဒီလိုပြရမယ်လေကွာနိုင်ငံကြီးတမားဆိုရင်ဟာတွေးတာနဲ့တက်ဆဲတယ်ဆိုတော့အဲမာတာဖတ်တည်းရဲ့စောက်ခွက်တည်းလည်းမပြရဲဘူးနိုင်ငံကြီးတမားတွေတဲ့ advice တွေတဲ့ငါတို့တသက်လုံးစောက်ခွက်မဖုံးခဲ့ဘူးဟိုးငါစတော်လှန်တဲ့အချိန်ဟိုးငါထောင်ကြတဲ့အချိန်ဟိုးငါတော်ရဲရောက်တဲ့အချိန်အကုန်လုံးငါတို့စောက်ခွက်တွေပြခဲ့တယ် မင်းတို့လက်ထက်ကြမှာကွာတိုင်းပြည်အတွက်အလုပ်လုပ်တာစောက်ခွက်တောင်မပြရဲဘူးတဲ့ဟာစောက်ချက်လည်းမရှိကြဘူးကွာအံ့ဩပါရဲ့ဘာကောင်းဒီမှန်းဖို့မသိတော့တာမင်းတို့ဟမ်မင်းတို့ NLD လက်ထက်မှာလဲငါတို့ကမဟုတ်ရင်မဟုတ်ဘူးထောက်ပြတယ်ကွာဟုတ်တယ်မလားစီးရင်စေချုပ်ဒေါခင်တန်းလှရဲ့နောက်ဆုံးဖြိုးမင်းသိမ့်နဲ့အင်းနေဝင်းတို့မောင်နှမတွေနဲ့ မောင်မောင်စိုးတို့နဲ့နီလာကျော်တို့နဲ့ရဲမင်းဦးတို့နဲ့ခေါသမျှအားလုံးကငါမှရှိတယ်ဖိုင်မာတာဖတ်ဒီညောင်မြစ်တူရင် ပောက်တင်ဦးပေါ်လာမယ်ဆိုပြီးငါပြောနေတာမင်းတို့နဲ့ထောက်ရှိလက်မခံရင်မင်းတို့အန်ယူဂျီအလံဖြောက်ချလိုက်မာတာဖတ်2000ရှစ်တော့လက်မခံဘူး2000ရှစ်အလံတင်ပြီးအန်ယူဂျီတဲ့မာတာဖတ် Dabe